အဲ့တော့ကျွန်တော်ဒုတိယပိုင်းအနေနဲ့အမေးများဆုံးနောက်ထပ်မေးခွန်း၅ခုဆက်လက်ပြီးတော့ဖြေပေးသွားမှာဖြစ်ပါတယ်။ဒီတမှာမှကျွန်တော်တို့နံပါတ်6ခုမြောက်အမေးအများဆုံးကတော့ဘာတွေရှောင်ရမလဲပေါ့။ကျွန်တော်ကတော့ဒါလက်တွေ့ကြကြပါတော့။ပြောပြတယ်ဒီကျုပ်ကွေးနာကိုစိုးစီတဲ့အရာတွေရှောင်ရမယ်ပေါ့။အဲ့တော့ဘာတွေကစိုးစီလဲ။ဘာတွေစိုးစီလဲဆိုလို့ရှိရင်ပထမဦးဆုံးချက်ဒီကျုပ်ကွေးနာဖြစ်တဲ့အခါမှာလူတွေကဒီကောင်ကသူကအဖက်ကလေးတွေထွက်တယ်။လို့ဖက်လေးတွေထွက်တဲ့အတွက်ကြောင့်လက်နဲ့တော်တော်အားပြီးတော့တအားတော်အားပြီးတော့ဖဲ့တယ်ဖက်တွေကိုစွရတယ် เนาะအဲ့လိုမလုပ်ရပါဘူးသူကဂျူပွင်းကပွားနေတယ်ဆိုလို့ရှိရင်အဲ့ဒီနေရာဒီအဖက်တွေကိုတွားပြီးတော့ဆွဲခွာလိုက်တာတို့ကြံရရတာတို့ပွန်းတာတို့ပဲ့တာတို့ဒီလိုမျိုးဖြစ်တဲ့အခါမှာအဲ့ဒီနေရာမှာနောက်ထပ်အကွက်အစ်စ်တခုဖြစ်လာတတ်ပါတယ်အဲ့ဒါကြောင့်မလို့ဂျူပွင်းကရှိတယ်ဆိုလို့ရှိရင်တက်နိုင်သလားဒီအရေပြားတွေကိုခွာချတာမျိုးမလုပ်ရဘူးထိခိုက်တံရရအောင်ရှောင်ကျင်းရမယ်ဘောနော်ထိခိုက်တံရရတာတွေ ုံးပဲတန်ရာရတာတွေစီပူလောင်တာမီးပူလောင်တာတွေတက်နိုင်တလောင်မဖြစ်အောင်ရှောင်ကျင်ရမယ်เนาะဒါကတော့ဂျူပိုင်းဆိုင်ရာရှောင်ကျင်ဖို့เนาะနောက်တစ်ခုကကြတော့ကျွန်တော်တို့ကဒီဂျူပွေးနာက immune system နဲ့ဆက်ဆက်တယ်ဒါကြောင့်မလို့ immune system နဲ့မှာ immune system ကိုနှောက်ရက်ပြီးတော့ဒုက္ခပေးတဲ့အပြုမှုအနေထိုင်တွေကိုရှောင်ကျင်ရတယ်เนาะအထူးဆုံးကတော့ကျွန်တော်တို့ကစိတ်ပိုင်းဆိုင်ရာပေါ့เนาะစိတ်ဖိစီးမှုတအားများတာ နောက်တစ်ခုကကျွန်တော်တို့ကအရေးတွေအလွန်အမင်းပြတ်တာအဲ့လိုမျိုးဖြစ်လို့ရှိရင်ကျုပ်ပွေးနာရီကပိုဆိုးပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကရေရှည်စိတ်ပီစီမှုတအားများတာနဲ့ရေရှည်အရေးပြတ်တာတွေအများများတာတွေမဖြစ်ဖို့အတွက်ကျွန်တော်တို့ရှောင်ရပါတယ်ဒီကျုပ်ပွေးနာမှာတိုက်ရိုက်ဖို့တော့ရှောင်ကျင်ရမယ့်အရာကတော့ကျွန်တော်တို့တချို့တော့တောက်ဆေးတွေပေါ့နော်ကန်ခဲပြောက်ဆေးတွေပါတယ်ပေးတူးကြဆေးတွေပါတယ်ကျွန်တော်တို့ပြဖြားပြောက်ဆေးတွေပါတယ်ဆေးတွေကို တိထားပြီးတော့တောက်ရတယ်။နောက်တစ်ခုကကျွန်တော်တို့လျက်တောက်တာနဲ့စလိတ်တောက်တာ။အဲ့ဒီနှစ်ခုစလုံးကကျွပွင်းတာနဲ့ဓာတ်ရိုက်တက်ဆိုင်တယ်။အဲ့လိုတက်ဆိုင်လို့ရှင်ကိုကများများတောက်လို့ရှင်ဒီကျွပွင်းတာများများပို့ဆိုးတယ်။စလိတ်များများတောက်လို့ရှင်ကျွပွင်းတာပို့ဆိုးတယ်။ပိုးဝင်တာတွေလည်းပါတယ်။ပိုးဝင်နေဆိုတော့ကျွန်တော်တို့ကဒီလေချောင်းတာလေချောင်းနာပြီးတော့ဖြစ်တဲ့ bacteria ပိုးတွေကြောင့်ဖြစ်တာရှိတယ်။နောက်တစ်ခုက flu ဝင်လို့ဖြစ်တာ။တုတ်ခွေရာသီပိုးတုတ်ခွေတွေเนาะ ခုကတော့ဒီ COVID-19 လိုမျိုး virus တွေပေါ့ခန္ဓာကိုယ်ထဲကိုဝင်ပြီးတော့ခုခံရစနစ်ကိုဝင်နှောက်သွားတဲ့ရောဂါတွေဝင်နေဆိုလို့ရှိရင်လေကြိုးပွင်းနာပို့ဆိုလို့လေအချို့လူနာတွေဆိုလို့ရှိရင်ငကိုကလုံးဝကြိုးပွင်းနာထိန်းထားတာကောင်းတယ်ပုံကောင်းနေတယ်ပေါ့နော်ရုပ်တရက်ပြင်းပြပြီးတော့၃-၄ရက်လောက်ပြင်းပြပြီးတော့ဖြစ်တဲ့အခါရုပ်တရက်ကြိုးပွင်းနာကွက်အများကြီးပြန်ထွက်လာတာမျိုးတွေကြုံရတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကတက်နိုင်တဲ့လောက်ကြိုးပွင်းနာရောဂါရှိတယ်ဆိုလို့ရှိရင်အကွက်ဈေးတွေကိုအပြည့်အဝထိုးပါ ီလူလူစုလူဝေးနေရာတွေကိုမလိုအပ်လို့ရှိရင်မတွားပါနဲ့အပြင်ထွက်လို့ရှိရင်ဒီလိုญาတိပြောင်းလဲတွေဆိုလို့ရှိရင်ကျွန်တော်တို့ must step ဖို့အတွက်ကျွန်တော်ကြံပေးချင်ပါတယ်ပြီးတော့ဒီဂျူပွေးနာကကျွန်တော်တို့ကိုလေးချိန်ညားတဲ့သူတွေဆိုပို့ဆိုးတယ်ဥမာဂျူပွေးနာရှိတဲ့ရုပ်ရည်ကိုလေးချိန်တွေတက်လာတဲ့ဆိုလို့ရှိရင်ဂျူပွေးနာပို့ပြီးတော့ဆိုးတယ်အဲ့ဒါကြောင့်မလို့နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကကိုလေးချိန်မတက်ဖို့ရှောင်ရအောင်အဲ့ဒါမှကျွန်တော်တို့ကစီဂျော်တွေစီအနှစ်တွေပါတဲ့ဟာတွေ အချိုတက်အရမ်းများတဲ့ဟာတွေဒါတွေကိုရှောင်ကျဉ်ဖို့လိုတယ်ကိုယ့်ရဲ့ကိုယ်အလေးချိန်ကိုပုံမှန် BMI ထဲမှာရှိဖို့လိုတယ်ကိုယ်အလေးချိန်ကို ဖြစ်နိုင်လို့ရှိရင်ဆရာခိုင်နှုန်းလောက်6လအတွင်းလျှော့တာကဂျုပ်ဝင်းတာကိုတတ်တာစီဒါကြောင့်မလို့ဂျုပ်ဝင်းတာဖြစ်တဲ့အခါဒီကိုယ်အလေးချိန်ကိုယ်အလေးချိန်များနေတဲ့သူတွေဆိုလို့ရှိရင်ဒီဘွေးနာယောဂရှိရဲဆိုရင်ကိုလေးချိန်ကိုတေချာထိမ့်သိမ့်ဖို့လိုတယ်အဝလွန်နေတယ်ဆိုလို့ရှိရင်ဟဲ့ကိုလေးချိန်ကိုထပ်ပြီးတော့ မများလာအောင်ပူလေးချိန်ကို ပုံမှန် BMI တွင်ရှိအောင်လိုစားဖို့လိုအပ်တယ်။စားတောက်တင်နဲ့ပတ်သက်တဲ့ဆိုလို့ရှိရင်တော့ခုနကျွန်တော်ပြောတဲ့ calorie high calorie များတဲ့ဟာတွေခန္ဓာကိုယ်ရဲ့ရောင်ရမ်းမှုကိုဖြစ်စေတဲ့အရာတွေပေါ့နော်။အဓိကတော့ကျွန်တော်တို့ fast food တွေ၊နှုတ်ထွက်ပစ္စည်းတွေဒါတွေကိုကျွန်တော်တို့ရှောင်တင်တယ်။ဒီနံပါတ်9ခုမြောက်အမေကမ္ဘောဒါကတော့ဒီကျပွေးနာရှိရဆိုလို့ရှိရင်ဆရာဘာတွေပူစားတဲ့နယ်ဘာတွေ အားဒီဆောင်တင်လဲဘယ်လိုလုပ်လို့ရှိရင်ဂျူပွေးနာကိုတတ်တာလဲအဓိကကတော့ဆောင်ရမယ့်အရာအရေးကြီးဆုံးလို့ပြောပါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ယောဂကိုဂျူပွေးနာကိုတည်တည်ချာချာထိမ့်သိမ်းပြီးတော့ကုသတဲ့အပိုင်းကအရေးကြီးဆုံးပါခြေကန်းတည်ချာပြမယ် follow up တည်ချာလုပ်မယ်ဆရာဝန်ညွှန်ကြားတာလေးတွေလင်းစည်းတွေတောက်စည်းတွေကိုတည်ချာလုပ်မယ်ဒါကလုံးဝအဓိကကြားတဲ့အခြေခံအကြောင်းရင်းပေါ့နောက်တစ်ခုကတော့ခုနကကျွန်တော်ရှိမှပြောထားတယ်လို့ပဲ ဘာတွေဆောင်ရမလဲဆိုလို့ရှိရင် AU ဝဝအိတ်ဖို့လိုတယ်ခန္ဓာကိုယ်အရည်ပြားကိုအစိုးထက်ကောင်းကောင်းပြေးဖို့လိုတယ်ပြီးတော့ကျွန်တော်တို့ခုနဆလိတ်တွေအရက်တွေဒါတွေကိုမတောက်ဖို့လိုတယ်ကျဲမရင်းနဲ့ညှို့ညွတ်ပြီးတော့ညတာတဲ့အစာတောက်ပြီးစားသုံးဖို့လိုတယ် high calorie high glycemic index ပေါ့နော် sugar ရင်းများတဲ့အစာတောက်တွေစီကြော်တွေအဲဒီလိုမျိုးနှုတ်ခက်ပစ္စည်းတွေကိုအများကြီးစားသုံးတာရှောင်တင်တယ်ပြီးတော့ကျွန်တော်တို့က weight မတက်အောင် ပိုလေးချိန်မတက်အောင်အဝလုံနာရရှိလို့ရှိရင်လေပိုလေးချိန်ကြအောင်လို့လုပ်လုပ်တင်တယ်ပြီးတော့ရင်တော့ကျွန်တော်တို့နောက်တစ်ခုက exercise လုပ်တင်ပါတယ် YouTube ဝိညာယောဂမှာကကျွန်တော်တို့က exercise ကဓာတ်ရိုက်တော်၎င်းတွဲဝိုက်ပြီးတော့တော်၎င်းသူကဒီ YouTube ဝိညာယောဂကိုတက်တာစီတယ်ဆိုတော့ CPC movie ကိုရောကြစီတယ် exercise လုပ်တဲ့အခါကျွန်တော်တို့ CPC movie ရောကြစီတယ်လို့ပိုလေးချိန်ထိန်းတဲ့နေရာမှာလေသူကအထောက်ပံ့ပေးတယ် နောက်တစ်ခုကဒီလိုကိုလေးချိန်ရောကြသွားတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကျွန်တော်တို့တောက်နေရတဲ့ဆေးတွေကိုအနိတင်ပို့ပြီးတော့ကောင်းစေဒါကြောင့်မလို့ကျွပွေးနာရောဂါရှိတယ်ဆိုလို့ရှိရင်ကျဲမာရင်နဲ့ညီညွတ်တဲ့စားတောက်တွေစားပါကိုလေးချိန်ကိုထိမ့်ပါဒီကံဒီချာပြပါဆောင်းညွှန်ကြားတဲ့ဟာလေးတွေဆက်လုပ်ပါဒါဆိုလို့ရှိရင်လုံလောက်ပါတယ်ထူးထူးခြားခြားကြီးကြီးကျယ်ကျယ်ကျွန်တော်တို့အားစေးတွေတောက်ရတာမျိုးတွေဒါတွေကတော့အရင်ကြီးမလိုအပ်ပါဘူး တကယ်၍ကိုကဒီ supplement အနေနဲ့ဖြည့်ဆွတ်ပြီးတော့တောက်ချင်တယ်ဆိုလို့ရှိရင်တော့လူကွင်းတော်တဲ့အထူးရောက်ဆုံးကတော့ကျွန်တော်တို့ vitamin D အားစေးပါ vitamin D အားစေးကိုကျွန်တော်တို့ကိုယ့်ရဲ့ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလိုအပ်တယ်ဆိုလို့ရှိရင်တောက်လို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ omega fatty acid omega 369အားစေးပါညာတော့ရောင်ရမ်းမှုတွေကိုရောကြပြီးတော့အရေပြား၆တွဲမှုကိုတက်တာစီပါတယ်ဒီနှစ်ခုကအရေးကြီးပါတယ်နောက်တစ်ခုကျွန်တော်တို့အစားအသောက်ထဲမှာကကျွန်တော်တို့ အမြင်တတ်တွေပြည့်ပြည့်ဝဝစားဖို့အမြင်တတ်တွေပြည့်ပြည့်ဝဝစားတဲ့ခါကျတော့မှကျွန်တော်တို့ဥလန်းချောင်းကိုကျမ်းမာရေးကောင်းစေပြီးတော့ခန္ဓာကိုယ်ရဲ့ကိုရောင်ရမ်းစေတဲ့မလိုလားအပ်တဲ့အရာတွေကိုဆုပ်ယူမှုငယ်ပြီးတော့ကျုပ်ပွေးနာကိုပူဆိုးစေတာလို့လည်းကျွန်တော်တို့ရှောင်ရှားနိုင်ပါတယ်ကျုပ်ပွေးနာနဲ့ပတ်သက်လို့ပေါ့နော်အရေးတကြီးဒီစီကံဘယ်လိုအချိန်မှပြရမ တော့ပထမတစ်ချက်ကတော့ဒါဒီဟာကကျွန်တော်နာတာရှိယောဂဖြစ်တဲ့အတွက်ကြောင့်ဒါဆရာဝန်နဲ့ကျွန်တော်တို့တစ်လတစ်ခါနှစ်လတစ်ခါသုံးလတစ်ခါအားတော့ပုံမှန်ပြနေကြတာပေါ့နော်တကယ်၍အခုလိုလက္ခဏာတွေဖြစ်လာနေဆိုလို့ရှိရင်ခုနပြောသလိုချိန်ကြတဲ့ချိန်မှမဟုတ်ပဲစောစောစီစီတွားရောက်ပြီးလို့ပြတယ်ဥပမာရုတ်တရက်ဒီအကွက်တွေက2ရက်3ရက်တွင်းမှာတွေအကွက်တွေအရှမ်းများလာတယ်နဘူကတကွက်နှစ်ကွက်လက်တော်စာလောက်ပဲရှိရတာနေပြီးတော့ခုက လဝ5ခုစာလောက်10ခုစာလောက်ရုပ်တရက်မြင့်မြင့်ကြီးဖြစ်လာတယ်ဆိုလို့ရှိရင်နီးစက်ရာကိုမြင့်မြင့်သွားပြတင်တယ်နောက်တစ်ခုကဒီချွပွေးနာမှာဖြစ်တဲ့အကွက်တွေကရုပ်တရက်ပြည်မှုတွေထားလာတဲ့ပုံစံမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်ပါပြီးတော့ပြတင်တယ်နောက်တစ်ခုကဒီချွပွေးနာကအကွက်တွေကပုံမှန်အဖက်တွေထွက်တာမျိုးမဟုတ်ပဲနဲ့အကြီးပြားမှာအနီးပြင်ကြီးတွေလုံးဝအကျယ်ကြီးဖြစ်လာပြီးတော့မြင်မြင်ပြန့်လာတယ်ကျွန်တော်တို့ရီထရိုဒါမစ် psoriasis လို့ခေါ်တဲ့ပြန့်တက်တဲ့အလင်းအမြင်ပြန့်ပြီးတော့ကျွန်တော်တို့တွေးလန့်တဲ့အထိဖြစ်တတ်တဲ့ပုံစံမျိုးတွေဖြစ်လာတယ်ဆိုလို့ရှိရင်တော့ရောက်ပြီးတော့ပြတတ်တယ်။ဒီနံပါတ်9ခုမြောက်အမေးအများဆုံးကတော့ဒီကျွပွေးနာဖြစ်တဲ့အခါကျွန်တော်တို့မကုရင်ဘယ်လိုမျိုးချိုးချိုးတွေတက်ရောက်နိုင်လဲပေါ့နော်။ထမတစ်ချက်ကဒါဘယ်ပုံမူတည်လဲဆိုတော့ကျွပွင်းနာမျိုးစားပုံမူတည်တယ်။သူကပထမဦးဆုံးဒီပုံမှန်လေးပဲ အနေအချင်းပဲဖြစ်တဲ့ကျူဒီခုနပြောလို့မျိုးလက်တဝါးစာအောက်လောက်ပဲအကွက်ကလေးတိတိလေးနည်းနည်းပါးပါးပဲဆိုလို့ရှိရင်တော့ဒါမကုလည်းပြဿနာမရှိဘူးအဲလူမမြင်ရတဲ့နေရာမျိုးမှာဖြစ်နေတယ်ဆိုလို့ရှိရင်တော့မကုလည်းပြဿနာမရှိဘူးအဓိကကတော့ဒီလိုပြန့်တတ်တဲ့ကျူပွေးနာတွေပေါ့နော်အလင်းမြင်ပြန့်တတ်တဲ့ကျူပွေးနာတွေဆိုလို့ရှိရင်ခုနပြောလို့မျိုးကိုကတောက်ဆီးလိန်ဆီးတွေတိကျမလုပ်ထားဘူးကုသမှုမျိုးထားဘူးဆိုလို့ရှိရင်ဒီကိုလုံးနီးပါးလောက်တိဖြစ်နိုင်ပါလေ အဲ့ဒီကနေမှတစ်ဆင့်သူကပုံစံပြောင်းသွားတယ်ခုနကကျွန်တော်ပြောတဲ့ erythrodermic psoriasis လို့ခေါ်တယ်ဒီကုလုံးအနီးပြင်ကြီးဖြစ်သွားတယ် psoriasis ပေါ့ဒီကျုပ်ပွေးနာဆိုလို့ရှိရင်ငါကျွန်တော်တို့အသက်အန္တရာယ်ဖြစ်တဲ့အထိဖြစ်ပါတယ်ဆိုတော့ဒါအရေးကြီးပါတယ်နောက်တစ်ခုကတော့အဓိကလူနာတွေကျွန်တော်တို့ရှိဒါပြရတဲ့ရည်ရွယ်ချက်ကတော့ဒီကျုပ်ပွေးနာကြောင့်ဖြစ်တဲ့လူမှုရေးပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာအထူးကိမှုတွေကြောင့်ဒါပြကြတာများတယ်အဲ့ဒီကျုပ်ပွေးနာရှိတယ်မဟုတ်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ဥယျာဉ်ပြားမှာ လို့အဖက်တွေတစ်ချိန်လုံးထွက်နေတယ်အမှုန်တွေတစ်ချိန်လုံးထွက်နေတယ်အဲ့တော့ဒါကကိုယ့်ရဲ့ image ပေါ့နော်ကိုယ့်ရဲ့ဒီယုံကြည်မှုကိုလည်းယော့ချစေတယ်ပြီးတော့တစ်ခါပြန်တချို့တော့ကြုံပွင့်တာအကွက်တွေကကျွန်တော်တို့ရားရံတာတွေရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကကိုယ့်ရဲ့နေတတူဘာလုပ်ငန်းဆောင်တာတွေကိုထိခိုက်စေတယ်ကိုယ့်ရဲ့ပုံရိပ်ကိုထိခိုက်စေတယ်ဒီကျွန်တော်တို့နံပါတ်10ခုမြောက်ပေါ့နော်နောက်ဆုံးမိကုံဖြစ်မယ်ဒါကကြတော့ကြုံပွင့်တာကအကြီးပြားတယ်မဟုတ်ပဲနဲ့ တခြားသောခန္ဓာကိုယ်စိတ်ပိုင်းတွေကိုထိခိုက်မှုရှိလားဆိုတော့တခြားသောခန္ဓာကိုယ်စိတ်ပိုင်းတွေကိုလည်းထိခိုက်မှုရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့သူကရေပြားတစ်ခုတည်းရောင်ရမ်းတာမဟုတ်ပါဘူးကျူပွေးနာမှာထွက်လာတဲ့ဒီကီမီကယ်တွေအားဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာအတွင်းထဲမှာရှိတဲ့ကျွန်တော်တို့နှလုံးတို့အတွေးကြောတို့ဓာတ်တွေကိုမှကျွန်တော်တို့ရောင်ရမ်းစေတာတွေရှိတယ်အထူးသဖြင့်တော့ကျွန်တော်တို့ကအစစ်အမြစ်ကြိုက်တာတွေကိုဖြစ်စေတယ်ဒါကိုကျွန်တော်တို့က psoriasis arthritis လို့လည်းခေါ်ပါတယ် တော့ဘယ်လောက်တောင်ဒါဆက်ဆက်မှုရှိလဲဆိုလို့ရှိရင်ねကျွန်တော်တို့ဂျိုပွေးနာဖြစ်တဲ့လူနာတွေမှာမှကျွန်တော်တို့၃ယောက်မှ၁ယောက်ကအစ်စ်မြင့်ရောက် psoriasis arthritis နဲ့တွဲရဖြစ်တတ်ပါတယ်တဲ့နောက်တစ်ခုကကျွန်တော်တို့ဒီ queto yoga နဲ့ဆက်ဆက်မှုကဂျိုပွေးနာရှိရင်၃ယောက်မှ၁ယောက် queto ရှိတတ်ပါတယ်အဝလွန်နာရှိတတ်ပါတယ်တွဲတွဲအစီတတ်တွေမမျှတာဖြစ်တတ်ပါတယ် ကြီးကျိုးတွေးကျိုးဖြစ်တတ်ပါတယ်။နောက်တစ်ခုကတော့ခန္ဓာကိုယ်ထဲမှာနှလုံးနဲ့တွေးကြောယောဂါတွေဖြစ်ဖို့ဖြစ်နိုင်ခြင်းများတယ်။နောက်ဆုံးတစ်ခုအနေနဲ့ဒီလူပွေးနာကအရေပြားနဲ့ခုနကကျွန်တော်တို့ပြောသလိုအတွင်းထဲမှာရှိတဲ့ယောဂါတွေကိုပဲယောဂါတွေကို ဖြစ်စေတာဘုမဟုတ်ယောဂါတွေနဲ့တွဲရဖြစ်လာနိုင်တာဒီယောဂါတွေကိုပူဆိုးတာတွေဖြစ်စေနိုင်တယ်လို့ဒီကျပွေးနာဖြစ်တဲ့လူနာတွေရဲ့ဒီစိတ်ပိုင်းဆိုင်ရာကိုလည်းသူကအင်မတန်ကို ထိခိုက်စေပါတယ်များသောအားဖြင့်ဒီကုဏတွေကဒီလိုမျိုးအရေးပြအနေထားတွေဖြစ်နေတဲ့အတွက်ကြောင့်လူသူလူတွေသူတွေနဲ့မတွေ့အောင်နေတာတော့တယောက်တည်းပဲနေတာစိတ်သက်သာတာဒီလိုမျိုးစိုးရင်တော့ကများတာအိတ်မပြောတာဒီလိုမျိုးစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်ပြီးတော့စိတ်ချမ်းသာရေးပါချုပ်ရင်းသွားနိုင်ပါတယ်အဲကြောင့်မလို့ကျွန်တော်တို့ကဒီပွေးနာ ဖြစ်ပြီဆိုလို့ရှိရင်အရေးပြားလေးတစ်ခုတည်းကိုဖြစ်တာလို့မှတ်ယူပါနဲ့အဲကြောင့်မလို့သူ့ကို ယ်ပြီးကျွန်တော်တို့ကကုထုံးနေပေးထားမယ်ဆိုလို့ရှိရင်ကုထုံးနေကုတာထားမယ်ဆိုလို့ရှိရင်ဆက်ဆက်တဲ့ယောဂါတွေလည်းတားဆီးနိုင်လို့သူ့ကြောင့်ဖြစ်နိုင်တဲ့ဒီစိတ်ပိုင်းဆိုင်ရာနဲ့လူမှုရေးပိုင်းဆိုင်ရာထိခိုက်မှုတွေကိုလည်းကျော်ပါသွားအောင်မရှိအောင်လို့ကျွန်တော်တို့လှုပ်ဆောင်ပေးပါဒါတော့ကျွန်တော်ချုပ်ပွေးနာယောဂနဲ့ပတ်သက်လို့အမေးများတဲ့မိကွန်းတွေကိုကျွန်တော်တင်ဆက်သွားတာဖြစ်ပါတယ်။အားလုံးမူတူတာရကြမယ်လို့ယုံကြည်ပါတယ်။အခုလိုအဆုံးထိကြည့်ပေးရတဲ့လေကျေးဇူးအများကြီးတင်ပါတယ်။